ဘယ်ကိစ္စပဲလှုပ်လို့အခက်ခဲဆိုတာဂျုံတတ်တယ်အဲ့ဒီဂျုံလာတဲ့အခက်ခဲတွေကိုဖြတ်ကျော်ဖို့ဆိုတာလူတွေမှာသိခံရတဲ့အနေအထားမျိုးတွေရှိတယ်။ဘာတွေကိုသိခံရတာတုံးလို့ဆိုရင်ယာတိဥရုဒံကိုသိခံရတယ်ကိုနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အပြောအဆိုကိုလည်းသိခံရတယ်ယောဂဝေဒနာဖြစ်ပေါ်လာလို့ရှိရင်လည်းယောဂဝေဒနာကိုသိခံအဲ့ဒီသိခံမှုဆိုတဲ့မျိုးစုံအောင်သိခံတယ် အခက်အခဲတွေမှန်သမျှတွန်းလှန်နိုင်ဖို့အတွက်တိခဏ်ခြင်းဆိုတာအရေးကြီးတယ်။များသောအားဖြင့်တိခဏ်နေဆိုတာလူတွေကတဖက်သားကကိုယ်စော်ကားတာကိုငုံခန္ဓာကိုပဲတိခဏ်နေလို့ထင်တာ။တကယ်ကတော့တိခဏ်မှုဆိုဒီပါစိတ်နှလုံးမတုံ့လောက်ပဲနဲ့ပဂတိအနေထားမပြတ်အောင်ကိုယ်စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်တတ္တိတစ်မျိုးကိုတိခဏ်နေလို့ခေါ်တာ။ အဲ့ဒါလို့မဟုတ်ပဲနဲ့ငုံခံယုံခံပြီးတော့စိတ်ထဲကမကြေမနပ်ဖြစ်နေတိခန့်ခြင်းဆိုတဲ့ခန္တီမဖြစ်ဘူးတိခန့်ခြင်းဆိုဒီမှာအေးကိုယ့်ကိုစော်ကားလည်းပဲဒီစကားကိုဖြောက်လိုက်တယ်ချက်ချင်းပဲပြန်ပြီးတော့လက်ခံစဉ်းစားတာတွေးတောတာတွေမလုပ်ဘူးဟုတ်တွေးတောတာမလုပ်ဘူးဒါဟာတိခန့်အပူဒံအေးဒံဆာလောင်တဲ့အတန်းတွေခက်ခဲပင်ပန်းမှုတွေအကုန်တိခန့် လေ့ကျင့်တဲ့အချိန်မှာဆိုရင်အားလုံးက